ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရဲမှာကျင်းပပြုလုပ်ခဲ့တဲ့ကဏ္ဍတွေတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ငွေကြက်စီစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့အဆုလေရှန်ဂရီလာဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တဲ့ MGL မြမကြောင့်မြေသနာတခွဲကန်းဖွင့်ပွဲအခမ်းအနားကိုတင်ဆက်ပေးကြပါတယ်ခင်ဗျာဒီကဏ္ဍမှာဆိုရင်လည်းဘယ်လိုမျိုးထူးခြားမှုကိုပရိသတ်များအနေနဲ့တွေ့မြင်ခန်းစားကြည့်ရှုရမလဲဆိုတာဆက်လက်ပြီးတော့မှအကြည့်ရှုအားပေးစီကြပါတယ်ခင်ဗျာ ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကနေပြီးတော့ပရိသတ်တွေအတွက်တင်ဆက်ပေးတော့မယ့်ပွဲခန္ဓာကတော့စူးလီရှန်ဂရီလာဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တဲ့မြန်မာဂျမလော်ဂျီကယ်လေဘော်ရတီဖွင့်ပွဲကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်တွေအနေနဲ့ဒီပွဲခန္ဓာရဲ့မြင်ကွင်းအပြည့်အစုံကိုသိရဖို့အတွက်ဆက်လက်တင်ဆက်ပေးမယ့်အခမ်းအနားမြင်ကွင်းအစီအစဉ်တွေကိုကြည့်ရှုအားပေးကြပါဦးခင်ဗျာ

ပထမဆုံးအနေနဲ့အမရဲ့တာဝန်မှုအပိုင်းကဏ္ဍနဲ့အမရဲ့နာမည်ကိုရင်သွေးတည်ကြပါရခင်ဗျာအမအမတန်းနဲ့ဆိုပါညီမတော့ဒီ lab ပါပေါ့เนาะ gemologist တယောက်အနေနဲ့အာတာဝန်ထမ်းဆောင်နေတယ်အမကတော့ GIA ပေါ့เนาะဒီကြောင်မြင့်နဲ့ပတ်သက်ပြီးတော့ gemological institute of america အဲ့ဒါကိုညီမကဒီဘန်ကောက်မှာတက်တက်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီနေ့ခဏတော့ကျွန်မပြလို့စတင်စေကုမီပုံလည်းတည်ကြပါရခင်ဗျာ ဟုတ်ကဲ့ဒီညီမတို့ဒီ lab ကိုဖွင့်ဖို့ဒီစူးစမ်းနေတာကတော့တစ်နှစ်ကျော်လောက်ကြာပါပြီတကယ်တကယ်တမ်းဖွင့်ပြတာတော့အခုမှပေါ့နော်ဖွင့်ပြတာပါဘာလို့လဲဆိုတော့ညီမတို့ဒီဒီ set တွေကလည်းဒီအခု temperature တွေညီရတယ်မီးမီးမီးစနစ်တွေရောအကုန်လုံးပေါ့နော်ညီမတို့အခက်ခဲတွေရှိရဲအဲ့မှာအဲ့မှာကြာပါဒီညီမတို့ set လည်းဒီအထက်ထဲမှာ စာပါရီနဲ့လည်းအကုန်လုံးချိတ်ဆက်ပြီးတော့မှအလုံးလုံးမှဖြစ်တဲ့အတွက်ဒီအဲ့အရာတွေပါနောက်နေတော့တာပေါ့နော်အဲ့ခုမှဖွင့်ပြတာပါရှင်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီဆက်တွေရအဓိကအားသာချောကလက်တွေကြုံပါရခင်ဗျ။ဟုတ်ကဲ့ညီမတို့ lab ကဘာတွေဝန်ဆောင်မှုပေးနိုင်လဲဆိုတော့ညီမတို့အခုကြောင်မြတ်ပညာမှာခင်မီခင်မီဖွင့်ဖြိုးတိုးတက်လာတာနဲ့အများပေါ့နော်ကြောက်တွေကိုအတူအစစ်လောက်တာရင်မကဘဲနဲ့ပေါ့နော်ဒီအတူအစစ်ဆိုလို့ရှိရင်လည်းဒီ immutation imitation ပေါ့နော်ဒါတူပထားတဲ့ကြောက်တွေပြောစံသက်သက်ဒါချက်လောက်ထားတဲ့ကြောက်တွေပေါ့နော်ဒီကြောက်တွေဆိုလို့ရှိရင်ဒီချက်လောက်ထားတဲ့ကြောက်တွေဆိုလို့ရှိရင်သူ့ရဲ့ chemical composition တွေကအကုန်လုံးအတူတူပဲပေါ့နော်အဲ့ဒါတွေအဲ့ဒါတွေကိုလည်းခွဲပေးတယ် အဲ့ဒါအပြင်ညီမတို့ဒီ treatment ပိုင်းဆိုင်ရာဒီတဘာဝကြောင်းမြက်တွေကိုဟိုဒီပြန်ပြီးတော့ပြုပြင်ထားတာပေါ့နော်မီးဖုတ်ထားတယ်ပြီးတော့ညားကြောင်းဆိုလို့ရှင်လဲ fracture face လုပ်ထားတယ်ပိုပြီးလပလာအောင်လုပ်ထားတယ်အဲ့ဒီအပိုင်းတွေကိုလဲ treatment အပိုင်းတွေကိုလဲညီမတို့ကစစ်ပေးသွားမှာဖြစ်ပါတယ်ဒီ treatment တွေမှာမှမီးဒီပရမများမီးဖုတ်ထားတယ်ဆိုလို့ရှင်လဲဘယ်လောက်အတိုင်းတာထိသူဖုတ်ထားလဲပေါ့နော်ဒီဘယ်လောက်အတိုင်းတာထိပြုပြင်ထားလဲဆိုတော့သူရဲ့ grade degree တွေကိုပါညီမတို့ခွဲပေးသွားမှာဖြစ်ပါတယ် ုတ်ကဲ့ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီလိုမျိုးတက်ခွဲကန်ညီမနိုင်ငံမှာပထမဆုံးဖြစ်မယ်လို့ကျွန်တော်အနေနဲ့ထင်ပြီးယူဆရတယ်ခင်ဗျအဲ့တော့ tomorrow အနေနဲ့ဘယ်လိုမျိုးဒီဈေးကွက်ရှင်ပြိုင်မှုတွေနဲ့ဈေးကွက်စိန်ခေါ်မှုတွေကိုတွေ့ကြုံမလို့ခန်းစားထင်မြင်မှုပါလဲခင်ဗျအဲ့ဒါကြတော့လေး ညီမတို့ lab ကတော့ပေါ့เนาะဒီရှင်ပြိုင်မှုဆိုတာအထက်ကိုဒီကြောင်မြက်လောကမှာကြောင်မြက်ကိုစိတ်ဝင်စားတဲ့သူတွေအကုန်လုံးကိုလည်းညီမတို့ကပြန်ပြီး sharing လုပ်ပေးချင်တာရဲ့ဒီကြောင်မြက်မိသားစုတွေလိုမျိုးသဘောထားပြီးတော့မှဒီညီမတို့ရတဲ့ data တွေကိုလည်းအကုန်လုံးပြန်ပြီးတော့မှ sharing ပြန်လုပ်ပေးသွားမှာပါရှင်ဟုတ်ရှင်ပြိုင်တာတွေဘာတွေတော့မရှိပါဘူးဟုတ်ကဲ့အကုန်လုံးဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်မှဒီဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ဇီနိုမိုင်းဆိုင်ရာတွေကဘယ်လိုမျိုးအမောင်းအနေနဲ့ညှိနှိုင်းပြီးတော့ဆောင်ရွက်ပေးပါလဲခင်ဗျ ဟုတ်ကဲ့ဇင်းနုံမိုင်းဆိုင်ရာတွေကတော့ညီမတို့ဒီပန်ဖလက်မှာတော့အကုန်လုံးထည့်ထားတယ်ပေါ့နော်ဒါညီမတို့ဒီဟိုသူ့ရဲ့ညီမတို့အခုလောလောဆယ်ဝန်ဆောင်မှုပေးနိုင်တာ report 3မျိုးပေးနိုင်တယ်ဒါကတော့ဒီရိုးရိုးမီနီကတ်မီနီကတ်လေးနဲ့ပေါ့နော်ဒါအတုစစ်ခွဲပေးမယ်သူ့ကို treatment ဘာ treatment လုပ်ထားလဲဆိုတာခွဲပေးပါမယ်နောက်တစ်ခုကတော့ identification မှာဒါကတော့သူ့ကို treatment လည်းခွဲပေးမယ်ဘယ်လောက်ထိအောင်သူ့ကိုဟို ပြုမြင်ထားလဲဆိုရဲ grade ပါခွဲပေးမယ်နောက်တစ်ခုကတော့ identification နဲ့ဒီ origin ကြောင့်မြေရဲ့ trust ရ data တွေပါပေါ့နော်ဥပမာဗဒမြားနီလာနဲ့မြတွေဆိုလို့ရှိရင်ဘယ်နိုင်ငံကထွက်တယ်လဲပေါ့နော်အဲ့ဒါတွေပါညီမတို့ကခွဲပေးမှာပါဘာလို့လဲဆိုတော့တော်တော်များများကဒီဗဒမြားနီလာဆိုလို့ရှိရင်မိုးကုတ်ကဆိုရဲဒီသူ့ရဲ့ origin ကိုလိုချင်ကြတယ်အဲ့ခါကျဒီမှာဒီ origin ရရတဲ့စီနှုန်းကလည်းမြင့်သက်သွားတာမျိုးရှိရဲအဲ့ဒါတွေပါညီမတို့ကခွဲပေးသွားမှာပါရှင်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်မတို့ဒီတခွေးတော်လာရပြီးတော့မှအားပေးမဲ့ customer တွေအားလုံးတို့အမောအနေနဲ့ဖိတ်ခေါ်စရာလေးပြောကြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ညီမတို့ဒီလာမဲ့ဒီ customer တွေတက်ပေါ့နော်ဒီညီမတို့ကြောင့်မဲ့တက်ခွဲကန်းကဟိုအကောင်းဆုံးဖြစ်အောင် ပေါ့နော်ဒီပြီးတော့လဲရောင်းလူနဲ့ရဲလူလဲ fair ဖြစ်အောင်ဒီ degree enhancement တွေကိုညီမတို့ထည့်ပေးထားတာဖြစ်တယ်ပြီးတော့လဲအမှန်ကန်ဆုံးဖြစ်အောင်လှုပ်ဆောင်ပေးသွားမှာပါလို့ပြီးတော့ဒီညီမတို့တက်ခွဲကန်းရဲ့အကျိုးဟိုအကောင်းဆုံးတွေအကုန်လုံးကိုလဲညီမတို့ကဟို ဘယ်လိုပြောမှလဲပြန်အကြံပေးလို့ရပါတယ်ပေါ့နော်ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အခမ်းအနားကိုဖိတ်ကြားထားတဲ့ဧည့်သည်တော်များစာနယ်ဇင်းအီယန်များမှာတက်ရောက်ရှင်နေကြပါတယ်ခင်ဗျာအခမ်းအနားစတင်ဖွင့်လေ့ချိန်မှာတော့အခမ်းအနားအဖွဲ့မှာစကားကိုဒေါက်တာရင်ရင်တွင်မှာ ြောကြားခဲ့ပါတယ် ဆက်လက်ပြီးတော့မှမြန်မာနိုင်ငံကြောက်မြတ်လုပ်ငန်းရှင်များအသင်းအတွင်ရင်းမှုနှင့်ဥထွန်းလောက်အောင်မှအမှာစကားပြောကြားခဲ့ပါရခင်ဗျာ ဆက်လက်ပြီးတော့မန္တလေးကျန်အဆိုဆီရှင်ရဲ့ဥက္ကဋ္ဌဦးတော်မီသိန်းနဲ့အောင်သမารိရွှေဆိုင်မှာမူဒီတာစကားပြောကြားပေးခဲ့ပါဗျာ။ အရင်နောက်မှာတော့မြန်မာကျောက်မြက်တခွဲကမ်းမှာ gemologist တူဖြစ်တဲ့ကိုဝီလာဝင်းမှာကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ောက်ဆုံးမှာတော့ကြောက်ရွံ့လာတဲ့ဧည့်သည်တော်များရဲ့တရှိလူသည်များကို ပြန်လည်ဖြည့်ချပေးခဲ့ပြီးတော့အခမ်းအနားကိုအောင်မြင်စွာနဲ့ပြီးမြောက်စေခဲ့ပါရခင်ဗျာပြည်သူများခင်ဗျာပြည်သူများအခုကြည့်ရှုခန်းစားကြရတာကတော့မြန်မာ Gemological Laboratory ဖွံ့ဖွဲခန္ဓာရဲ့မြင်ကွင်းတွေပဲဖြစ်ပါရခင်ဗျာထပ်မံပြီးတော့လေကျွန်တော်တို့ရဲ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကနေပြီးတော့ပြည်သက်တီအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲခမ်းနားတွေကိုတင်ဆက်ပေးသွားမှာမလို့စောင့်မျှကြည့်ရှိကြဖို့အတွက်ဖိတ်မှန်ငကပြင်းနေဒီနေ့ရဲ့အစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေခင်ဗျာ